တခါတည်းကမှမိမိဖြက်တန်းသွာလာခဲ့ရတဲ့ဘွားခီးတစ်လျှောက်မှာကြုံခဲ့ဆုံခဲ့ရတဲ့ရှုပ်ွက်မြုပ်ွက်ကလေးများကိုပြန်လဲပြီးတော့ Twitter စင်ကြယ်မိလေတိုင်းတယောက်တည်းကြိတ်ပြီးတော့ပြုံးခဲ့ရပါတယ်ဟုတ်ပါတယ်လူဘွားဆိုတာကတော့မိမိဖြစ်စင်တာတွေဖြစ်ခဲ့ရတယ်လို့မျိုးမဖြစ်စင်တာတွေလည်းဖြစ်ခဲ့ရပါတယ်ဟုတ်သည်ဖြစ်စင်မဟုတ်သည်ဖြစ်စင်မှားသည်ဖြစ်စင်မှန်သည်ဖြစ်စင်မိမိဘွားမှာမိမိလှုပ်ချင်တာတွေကိုလှုပ်ကြံခွင့်ကြုံတွေးခွင့်လည်းရခဲ့ပါတယ် 1948ခုနှစ်ကာလကပါအဲ့ဒီနှစ်ကာလဟာမြန်မာလွတ်လပ်ရေးရရှိခဲ့တဲ့ကာလဖြစ်တာကြောင့်မမတ်ရရဖြစ်နေမိပါတယ်ထိုစဉ်ကာလကကျွန်တော်ကအပေါင်းအသင်းလဲဆုံပါတယ်အဖျော်ရမကလည်းတောက်တက်ကာစားတမယဖြစ်ပါတယ်ကျွန်တော်နဲ့အတူတွဲလာခဲ့တဲ့ခင်မင်ရင်းနှီးလာတဲ့အပေါင်းအသင်းတွေထဲမှာတော့စွတ်ထွန်းလို့ခေါ်တဲ့တငယ်ချင်းတယောက်ရှိပါတယ်စွတ်ထွန်းကကျွန်တော်ထက်၃နှစ်ခန့်ကြီးပါတယ်ရှမ်းလူမျိုးဖြစ်ပြီးတော့အသားကလည်းဖြူဖြူဖွေးဖွေးလေးပါဖြူဖွေးတဲ့အသားရည်ပေါ်မှာစင်းနီစင်းမဲတွေကိုလည်းတကိုယ်လုံးအနှံ့ထိုးထားပါသေးတယ်စွတ်ထွန်းကတိုင်းကအလွန်တော်ပါတယ်တီဘောမှာနေတိုင်းစဉ်ကဇက်စင်ဘော်ဒီပင် တက်ရောက်ဖျော်ဖြေနိုင်တဲ့အဆင့်ရှိပါတယ်အထူးသဖြင့်တော့ဓာရှိတစ်လက်တိုင်းဓာရှိနှစ်လက်တိုင်းကတဲ့နေရာမှာအလွန်ကိုကျွမ်းကျင်လာပါတယ်ဇတ်ထွန်းဟာဓာကပညာနဲ့ပတ်သက်ပြီးတော့ဘန်နူလာကျော်စိန်ထံမှာတပည့်ခံပြီးတော့သင်ကြားခဲ့တယ်လို့မျိုးတကယ်ဓာတိုင်းပညာကိုဓာတက်လက်နေဝင်းထံကနေသင်ကြားခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်တို့တငယ်ချင်းတွေကိုစုပြီးတော့ဇတ်ထွန်းဟာသူကျွမ်းကျင်တဲ့ဓာရှိတစ်လက်ဓာရှိနှစ်လက်တိုင်းပညာကိုလက်စွမ်းပြခဲ့ဘူးပါတယ်ဇတ်ထွန်းမြွေမြေများလေ့ကျင့်ထားသေးတော့မသိပါဘူးဓာရှိနှစ်လက်ကိုကင်ပြီးတော့လှုပ်ရှားဝေယမ်းလိုက်တဲ့အခါမှာလက်ကိုသာမြင်တွေ့ရပြီးတော့ဓာရွက်များပျောက်ကွယ်နေတဲ့အထိ ည်လှူရှားဟန်အမျက်ဆက်လွန်းလာပါတယ်ထိုမျက်မကသေးပါဘူးဆက်ထွန်းဟာတိုင်းကစားတဲ့နေရာမှာသူ့မျက်နှာကိုဓားရှည်အသွားနဲ့လီးဟန်ပြပြီးတော့ဓားရှည်အနောက်နဲ့ပွတ်တိုက်သွားကဓားရှည်သွားပြန်ထွက်သွား၍မြင်ရသူပေါင်းကအံ့ဩရတဲ့သည့်စွန့်ဆောင်နိုင်သူဖြစ်ပါတယ်ကျွန်တော်နဲ့ဆက်ထွန်းတို့ဟာအဖျော်ယမကတောက်စားမှုမှာဝါသနာတူရာကြောင့်လည်းပေါင်းဖက်မိကြပါတယ်ကျွန်တော်နဲ့ဆက်ထွန်းတို့ရန်ကုန်မြို့ရွှေမှာကျင်းပနေတဲ့နဂနာပွဲကြီးငယ်တွေကိုတွားရောက်ကြပါတယ် ထိုစဉ်တမယကအင်းစိန်ကမာရွတ်ကျင်းမနိုင်စမ်းချောင်းတဝိုက်မှာအိမ်ရှိမှာမန်တက်ထိုးပြီးတော့ငကနာဘွဲကြီးငယ်တွေကိုကျင်းပပူဇော်ပတ်သက်လေးရှိပါတယ် ရန်ကုန်မြို့ကျင်းမနိုင်ဘူရာယုံမှာရှိတဲ့လမ်းကြားထဲမှာမန်တက်ထိုးပြီးတော့နဂနာဘွဲကျင်းပနေပါတယ်ကျွန်တော်နဲ့ဆက်ထုံတို့နှစ်ယောက်သားဟာလူအုပ်ကြားထဲကိုတိုးဝေ့ပြီးတော့ကြည့်ကြပါတယ်ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့အရှိပိုင်းကိုရောက်ရှိသွားပြီးတော့ဆိုင်းဝိုင်းနားကိုရောက်မှာတော့အခြေအနေကိုလေ့လာအခဲခတ်ပြီးတော့ဆက်ထုံကနဂနာဝိုင်းထဲကိုခုံပြန်ကြော်လွားဝင်ရောက်သွားပြီးတော့ပကန်းဦးမင်းကျော်နယ်ယုတ်ရှိရောက်မှာတော့တကူလုံးတုံရင်လာပြီးတော့နတ်ဘူးကျင်အောင်ဆောင်းမှာတော့တယ်ဆက်ထုံရဲ့မျက်နှာဟာလည်းမင်းသေးနေပါတယ်ဟန်ပန်ကောင်းလာပါတယ် ။တရံလုံးတရုတ်တူနေပါတယ်။မြေသူကပင်ကြည်ကြည်ဆက်ထုံးကိုတကယ်နတ်စစ်ကဝင်ရောက်ပူးကတ်နေတယ်လို့ဝင်ထင်မှတ်ရပါတယ်။အဲဒီချိန်မှာပဲပကန်းဦးမင်းကျော်နတ်ရုံဟာဆက်တာထားတဲ့ဓာရှည်ကိုဆွဲကင်ပြီးတော့သူကျွမ်းကျင်တဲ့တိုင်းပညာနဲ့ကစားပြပါတော့တယ်။ဆက်ထုံးကပြအသုံးတော်ခံတဲ့ဓာရည်အွက်တွေကလပမြန်ဆန်နေတာကြောင့်မြင်ရသူအပေါင်းကလည်းအံ့ဩလုံးပြီးတော့ဗဇက်အဟောင်းသားနဲ့ပဲဖြစ်နေကြပါတယ်။15မိနစ်ခန့်ဓာရည်ပြပြီးတဲ့အခါမှာတော့ဆက်ထုံးကပကန်းဦးမင်းကျော်နတ်ရုံကိုဆက်တာထားတဲ့အရက်ပလင်းတွေကိုလှမ်းပြီးတော့ဆွဲယူဖောက်ကတကြိုက်မောတောက်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်ဘက်ကိုလှည့်ပြီးတော့ 嘿，hey, 安逸了，要倒挂。 ဆက်တုန်းကလည်းကျွန်တော်ဘက်ကိုအရက်ပလင်းကိုအဲ့လိုပြောပြီးတော့လမ်းပေးလာပါတယ်ကျွန်တော်ကလည်းအရက်ပလင်းကိုယူကတကြိုက်မောတောက်လိုက်ပါတယ်အရင်နောက်မှာတော့အချင်းနေကိုကြည့်ပြီးတော့ကျွန်တော်ကနဂနာပွဲကနေထွက်လာခဲ့ပါတယ်မကြခင်မှာပဲဆက်တုန်းကလည်းထွက်လာပြီးတော့ကျွန်တော်တို့နှစ်ဦးသားကအရက်ဒပလင်းနဲ့တနေရာကိုသွားရောက်ခါအမီးကောင်းကောင်းဝယ်ယူပြီးတော့အေးအေးဆေးဆေးတောက်နေခဲ့ကြပါတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲပကန်းဦးမင်းကျော်နတ်ဘူးကျင်အောင်ဆောင်ပြီးတော့ကျွန်တော်နဲ့ဆက်တုန်းတို့ကအရက်တောက်ခဲ့တာအချိန်ချင်းရှိခဲ့ပါပြီကံကောင်းထောက်မှယူလာတော့မသိပါဘူးကျွန်တော်နဲ့ဆက်တုန်းတို့ခလုံးမထိစူးမညိခဲ့ပါဘူးအဆက်စအရာရာအဆင်ပြေချောမွေ့နေခဲ့ပါ ါတယ်။တနေ့မှာတော့ကျွန်တော်နဲ့ဆက်ထုံတို့ကရန်ကုန်မြို့ရေကျော်ရက်ကိုရောက်ရှိသွားခဲ့ပါတယ်။ရေကျော်လမ်းမကြီးကအိမ်တိန်ရှိမှမန်းနေကြီးထိုးပြီးတော့နတ်ရိုးတန်တညာညာနဲ့နဂနာပွဲကြီးကျင်းပနေရပါ။အဲဒီမှာပဲဆက်ထုံကသူ့ဝတ္တနာအတိုင်း လာတငယ်ချင်းဟာအရက်ဒဗလင်းသွားဆွဲကြရအောင်ကွာကျွန်တော်ရဲ့လက်ကိုဆွဲပြီးတော့နဂနာဘွဲကျင်းပစီကိုရောက်သွားခဲ့ပါတယ်နဂနာဘွဲကပရိသတ်တိတ်မများလာသေးပါဘူးနတ်ရိုးတန်ကတီးပိနေပေမဲ့လည်းအစပဲရှိရန်တူပါတယ်ကနာဝိုင်းထဲမှာတော့လူဘဝကြီးတယောက်ကပိုးချိတ်တောင်းရှိရင်မုံအင်းကြီးရင်တွင်းမှာတော့ပိုးပဝါစာစီးထားပြီးတော့ဘောင်းဆောင်ထားတဲ့နတ်တစ်ပါးကဝင်ပူးကမြို့ထုခုံကနေပါတယ်ကျွန်တော်နဲ့ဆက်ထုံတို့ကလည်းအခြေအနေကိုအသာအကဲခတ်ကြည့်နေကြပါတယ်နတ်ဝင်ပူးနေတယ်လို့ပြောတဲ့လူဘဝကြီးကကခုံနေရာကနေရက်တန့်လိုက်ပြီးတော့ကျွန်တော်တို့ဘက်ကိုမြင်မှုတိဘူးတိကျွမ်းမှုနေတဲ့ဟန်နဲ့စူးစိုက် က်ပြီးတော့ကြည်လာခဲ့ပါတယ်ကျွန်တော်တို့ကလည်းနတ်ဝင်ပူးနေတယ်ဆိုတဲ့လူဝကြီးကိုအသေးချာပြန်ကြည်လိုက်မိပါတယ်လူဝကြီးကနှခမ်းမွေးကျဉ်ဆွယ်နေဖြစ်ပြီးတော့ဥပရိယုတ်ခန့်ညားထဲဝါလာပါတယ်မျက်လုံးစုံကလည်းနီမြန်းနေပါတယ်ကျွန်တော်တို့ကပဲစူးစူးဆက်ဆက်ကြည်နေရကနေလက်ညှိုးထိုးပြီးတော့လာကြစမ်းဒီနားကိုလာကြစမ်းရင်ကောင်းတဲ့ကြီးနဲ့လမ်းပြီးတော့ခေါ်လိုက်ပါတယ်ကျွန်တော်တို့ကလည်းအဲ့ဒီလိုမျိုးအဖြစ်ပြက်မျိုးနဲ့တစ်ချိန်တစ်ခါမှမကြုံတွေ့ဘူးတာကြောင့်ကြောက်ရွံ့ထိတ်လန့်သွားမိပါတယ်အဲ့ဒီမှာတော့နတ်ဝင်ပူးနေတဲ့လူဝကြီးကအခုမှကြောက်မနေကြနဲ့ကွယ်ဒီနားကိုလာကြစမ်း စတုံးကလည်းတော်တော်များမလုပ်တော့ပါဘူးကြောက်ရွံ့ကြီးတရုပ်လိုဖြစ်နေသွားတယ်ကျွန်တော်ကလွတ်သွားတဲ့တရီကိုအတိနဲ့ထိမ့်ပြီးတော့နှောက်ဝင်ပူးနေတဲ့လူဝါကြီးနားကိုတိုးကပ်သွားလိုက်စင်မှာတော့မင်းတို့ကငါအောင်ဆောင်ပြီးတော့အရက်တောက်ကြအောင်မလို့လားဟမ်အဲ့လိုလဲကြားလဲရော ခတ်ချီပြီတကယ်ပကံဦးမင်းကျော်နတ်စစ်ဝင်ပူးနေတဲ့သူနဲ့မှပတ်ပင်းတိုးရနေပါတော့တယ်ကျွန်တော်ဘာလို့လို့ဘာကံမလဲမသိတော့ပါဘူးပရိသတ်အလယ်မှာဖြစ်နေတာကြောင့်လဲကျွန်တော်ကပရိယေသာသုံးလဲရပါတော့တယ်ကျွန်တော်ကပကံဦးမင်းကျော်နတ်ဝင်ပူးနေတဲ့လူဝါကြီးကိုလက်အုပ်ချလိုက်ပြီးတော့ညီတော်ကြာသာပရိသတ်လေးမမတ်မိတော့ဘူးလား ွေးကျော်မေ့နေပြီထင်တယ်။ညီတော်တို့မှမရှိလို့ရှိရင်ကွေးကျော်ပဲအရက်တက်ရမှာပဲလေ။ညီတော်တို့ကညီတော်တို့မှရှိလို့ရှိရင်တော့ညီတော်တို့ပဲတောက်မှာပေါ့။ကွေးကျော်မှရှိလို့ရှိရင်လည်းညီတော်တို့ပဲတောက်မှာ။ကွေးကျော်ကလည်းသိရသားနဲ့အဲဒီလိုမျိုးကျွန်တော်ကစကားကိုလုံးထွေးပြီးတော့ပြန်ပြောကြလိုက်တဲ့အခါမှာတော့ပကန်းဦးမင်းကျော်နဲ့ဝင်ပူးနေတယ်ဆိုတဲ့လူဝါကြီးကကျွန်တော်ရဲ့စကားကိုဘလို့နားလဲသဘောပေါက်သွားတယ်တော့မသိပါဘူး။မျက်နှာတော်ဟာပြုံးရွှင်လာပြီးတော့အေးအေးအေးဒီလိုလိမ်မာမှပေါ့ကွယ်။မရှိရင်မရှိဘူးလို့သာပြော။ ငါညီတော်တွေကိုကိုကြီးကျော်ပဲတိုက်ရမှာပေါ့အဲလိုပြောဆိုပြီးတော့ပကန်းဦးမင်းကျော်နှစ်ယောက်ကိုဆက်တာထားတဲ့အရက်နှလုံးကိုယူပြီးတော့ကျွန်တော်တို့ကိုကမ်းပေးလိုက်ပါတယ်ကျွန်တော်ကလည်းအဲ့ဒီချိန်ကျမှရင်မထဲကအလုံးကြီးကျသွားပြီးတော့ကျေးဇူးပါပဲကိုကြီးကျော်ရဲအဲလိုမျိုးပြန်ပြောလိုက်ပါတယ် အဲဒီချိန်မှာပဲနတ်ဆိုင်ဝိုင်းကနောက်ထပ်တယောက်နတ်ဆိုင်နဲ့ထကပစိုးရက်ကော့ဝါကြက်ပြာကိုပိုက်ပါလို့အလိုက်ကလေးရတဲ့ရွှေလူနီဝေးကွာခဲ့ပြီးတောက်တော်ရီဘူးရည်နဲ့ဥမကွာဥမကွာမင်းကြော်စွာလို့မကြော်လာဝေးရာကရှားဆိုပြီးတော့ပကန်းဦးမင်းကြော်ရဲ့နတ်သချင်းကိုတီးဆူလိုက်တဲ့အခါမှာတော့နတ်ဝင်ပုကတ်နေတဲ့လူဝကြီးကလက်တစ်ဖက်တစ်ချက်မှာပန်းများကိုကင်ပြီးတော့ကခုံမြူးထုနေပါတော့တယ်အဲဒီချိန်မှာတော့ကျွန်တော်တို့ကလည်းနဂနာဘွဲနဲ့ဝေးရာရက်ကိုပြန်ပြေးပြီးတော့လစ်ခဲလိုက်ပါတယ် အဲ့ဒီချိန်ကနေစပြီးတော့ကျွန်တော်နဲ့ဆွတ်ထွန်းတို့ကငကနာပွဲတွေကိုတွားရောက်ပြီးတော့ပကန်းဦးမင်းကျော်အယောင်ဆောင်ကအရက်ကိုညာပြီးမတောက်ဝန်းတော့ပါဘူးလောကမှာလိန်ညာခြင်းလို့ဟာကောင်းကျိုးမရပါဘူးကိုကိုကိုလိန်ညာခြင်းလည်းမကောင်းပါဘူးသူတို့ဘာကိုလိန်ညာခြင်းလည်းမကောင်းပါဘူးလိန်ညာခြင်းလို့ဟာတနည်းနည်းမှာဘူးပေါ်သလိုမျိုးပေါ်လာစမြဲပါပဲအဲ့ဒီချိန်ခါကျမှပဲပကန်းဦးမင်းကျော်ပြောခဲ့တယ်လို့မျိုးကျွန်တော်နဲ့ဆွတ်ထွန်းတို့ဟာအမှန်တကယ်ပဲလိန်မာသွားကြပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန့်နေတိလိုက်ပါနားစင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် မူရင်းရေးသားတွေကိုလည်းကာရဝပြုရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်